ားလုံးပဲမင်္ဂလာပါ ဒီကနေ့ကျမတို့ကိုးကွယ်ယုံကြည်တဲ့ဘုရားကသူချစ်ရတဲ့သားသမီးတွေကိုသူနဲ့အတူနေဆင်တတ်တာမှာမိတ္တဟာယဖွဲ့လို့တဲ့ဘုရားသူနဲ့အတူရှောက်လန်းလို့တဲ့ဘုရားဖြစ်တယ်ဆိုတာကိုကဘာဦးကျန်းခန်းကြီး၃ခန်းငယ်၈မှာဖော်ပြထားတဲ့အာရန်နဲ့ဧဝအတ္တအဖြစ်ကျမတို့တီးရှိရပါတယ်ဒီကနေ့သူချစ်တဲ့သားသမီးတွေကတော့နေဆင်တတ်တာမှာဘုရားနဲ့အတူရှောက်လန်းခြင်းထက်မိမိရဲ့အလိုဆန္ဒတွေကိုရှေ့တန်းတင်ပြီးတော့မှမိမိရဲ့တမန်မှုနောက် ၌အသက်ရှင်လျှောက်လန်းခြင်းအဖြစ်ဖျားနဲ့တူတစ်နေ့တစ်နေ့ပို့ပြီးတော့မှဝေးကွာစွာ အသက်ရှင်လာကြတယ်ဆိုတာကိုကျမတို့အတွေ့မြင်ရတယ်။ဒီကနေ့ကျမတို့ဖျားနဲ့ဝေးလာလေလေကျမတို့ဘသူနဲ့ပို့ပြီးနီးလာလေလေလဲဆိုတော့စာရန်နဲ့နီးလာလေလေပဲဖြစ်တယ်။ဒီကနေ့စာရန်ကယုံကြည်သူသားသမီးတွေကို တမန်မှုနောက်ကိုလိုက်ပါပြီးတော့မှပျက်စီးဆုံးရှုံးဖို့ရန်အတွက်သူကနေ့စဉ်နဲ့အမျှလှုပ်ဆောင်လက်ရှိတယ်ဆိုတာကိုဒါတမီကျွန်တော်ကျမတို့သိရှိပြီးသားဖြစ်ပါတယ်ဒီနေ့စာတမ်းရဲ့ဖြက်စီးနောက်ဆက်ခြင်းကိုကျမတို့မခံရဖို့ရန်အတွက်ကျမတို့နေ့စဉ်တက်တာမှာဘလို့အသက်ရှင်ရမလဲဆိုတာကိုကျမတို့ပြန်ပြီးတော့မှနှုတ်ကပတ်တော်အဖြစ်ဆင်ခြင်ကြည့်ရအောင်ဒီကနေ့ကျမတရားဒေသနာရဲ့ခေါင်းစဉ်လေးကတော့ဖျားသခင်နဲ့အတူရှောက်လန်းခြင်းဖြစ်ပါတယ် အကယ်၍တေမင်းဤအရေးလွမ်းမိုးသောကြိုက်ထဲသို့ရှောက်သွားရတော်လေဘေးအန္တရာယ်ကို မကြောက်ပါအကြောင်းမူကားကိုတော်ဒီအကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန်ဒန်တော်နှင့်တောင်ဝေးတော်ဒီအကျွန်ုပ်ကို ချမ်းသာစေပါ၏23ခုမြောက်သောစာလံအပိုက်၄ဒီကနေ့ နေ့စဉ်တက်တာမှာဖះနဲ့အတူရှောက်လန်းခြင်းအဖြစ်ကောင်းကြီးမင်္ဂလာကိုဖြစ်စေတဲ့ဒုတိယအကြောင်းကိုကဘာဦးကျန်းအခန်းကြီး9အခန်းငယ်21နဲ့24မှာဖော်ပြထားတာကိုတွေ့ရတယ်။ဒူကတော့အေးနောက်ပဲဖြစ်ပါတယ်။ဒီနေ့အင်းနောက်ရဲ့အတ္တကိုကျမတို့ပြန်ပြီးတော့မှလေ့လာကြည့်တဲ့အခါမှာတဲ့အင်းနောက်ကနှစ်ပေါင်း300လုံးလုံးဖះနဲ့အတူတွာလာအသက်ရှင်ခဲ့တယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ် အင်းနောက်တို့ခေတ်ကာလအချိန်မှာ လူတွေကတဲ့မိမိတို့နှစ်သက်တဲ့အတိုင်းစိတ်ကြိုက်အသက်ရှင်ကြသလိုဖះကိုလည်းပုံကံပြီးပြစ်မစော်ကားကြတယ်ဆိုတာကိုတမကျန်းစာအဖြစ် ကျမတို့တွေ့မြင်ရတယ်ဒီကနေ့အင်းနောက်ကတော့တဲ့သူ့ရဲ့အသက်တာမှာဒီစိုးညစ်တဲ့လူတွေနဲ့အတူတူအသက်ရှင်လျှောက်လန်းခြင်းမရှိဘဲနဲ့ဖះဘက်မှာပဲတစ္ဆာရှိစွာရက်တည်ပြီးတော့မှအသက်ရှင်လျှောက်လန်းခဲ့တဲ့တူတူဖြစ်တယ်ဆိုတာကိုတွေ့ရတယ် ဒီနေ့အင်းနောက်ကတဲ့ဒီလိုစွန့်ညစ်ပြီးတော့မှအသက်ရှင်နေတဲ့သူတွေကိုသူကတဲ့တွင်တင်မှုတွေပြုခဲ့တယ်။ဒီလိုမျိုးအသက်မရှင်ဖို့ရန်နဲ့ဖះနဲ့အတူရှောက်လန်းအသက်ရှင်ဖို့ရန်အတွက်သူကဟောပြော ထောက်ပြမှုတွေကိုပြုလုပ်ခဲ့ပြီးတော့မှ ဒီလိုအသက်ရှင်ခြင်းဟာလည်းအပြစ်ဖြစ်တယ်ဆိုတဲ့အရာကိုလည်းသူကတွင်တင်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်။ပြီးတော့မှဒီလူတွေကိုလည်းဖြောက်မတ်မှန်ကန်စွာအသက်ရှင်ဖို့နဲ့ဖျားဘက်မှာပဲယက်တီအသက်ရှင်ဖို့ရန်အတွက်တွင်တင်ဟောပြောမှုတွေကိုပြုလုပ်ခဲ့တယ်ဆိုတာကိုယူဒခန်းကြီး1ခန်းငယ်14နဲ့15မှာဖော်ပြချက်အဖြစ်ကျွန်မတို့သိရှိရပါတယ်။နောက်တစ်ချက်ကဟေဘရဲခန်းကြီး17နဲ့5မှာအင်းနောက်ကတဲ့ ဖိယားတခင်နဲ့စိတ်တော်နဲ့တွေ့တော်သူဖြစ်တယ်ဆိုပြီးတော့မှဖော်ပြထားတာကိုလည်းတွေ့ရတယ်။ဒီကနေ့အင်းတော်ရဲ့အသက်တာကဘာကြောင့်ဖိယားတခင်ရဲ့စိတ်တော်နဲ့တွေ့တော်သူဖြစ်ကျမတို့တွေ့မြင်ရတာလဲတဲ့။သူကတဲ့ခုနကစိုးညစ်တဲ့လူတွေနဲ့အတူယောနောပြီးအသက်မရှင်သေးအပြင်ပေါ့နော်။သူကတဲ့သူ့ရဲ့နေ့စဉ်သက်တာမှာဖိယားပေါ်မှာယုံကြည်စိတ်ချခြင်းအပြည့်ရှိတဲ့သူတူဦးဖြစ်တယ်တဲ့။နေ့စဉ်အသက်တာမှာတဲ့ ဖះအလိုတော်နဲ့အညီနာခံလိုက်လျှောက်သက်ရှင်တတ်တဲ့တူတူလေးဖြစ်တယ်တဲ့သူရဲ့နေ့စဉ်တက်တာမှာဖះကိုကိုးကွယ်ဝတ်ပြုခြင်းကိုလည်းအစင်မပြတ်လှုပ်ဆောင်တဲ့တူတူဖြစ်တယ်လို့ဖះပေါ်မှာတစ္ဆာရှိတဲ့တူတူဖြစ်တယ်ဆိုတာကို တွေ့ရတယ်ဒါကြောင့်မလို့ပဲအေးနောက်ကဖះရဲ့စိတ်တော်နဲ့တွေ့တော်တူဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တမကျမ်းစာထဲမှာလေးလေးနက်နက်ဖော်ပြထားတာကို ကျမတို့တွေ့မြင်ရတယ်သူကဆိုရင်အိုနာတေချင်းကင်းပြီးတော့မှ အရှင်လက်လက်ကောင်းကင်ကိုပြန်လဲ၍ခြီဆောင်ချင်းခံရသူတူဖြစ်လဲနှုတ်ကပတ်တမတရားမှာပြန်လဲဖော်ပြထားတာကိုလည်းကျမတို့တွေ့မြင်ရတယ်။ဒီကနေ့ကျမတို့ရဲ့အသက်တာမှာအင်းနောက်ရဲ့အသက်တာကိုအတူယူပြီးတော့မှလိုက်လျှောက်အသက်ရှင်ဖို့ရန်အတွက်လိုအပ်ပါတယ်။ဒီနေ့ခေတ်ကာလကလည်းအင်းနောက်တို့ခေတ်ကာလကဲ့သို့ပဲပေါ့နော်ကျမတို့တွေကလူတွေက တမတ်မှုနောက်မှာပဲလိုက်ပါပြီးတော့မှဖះကိုအချိန်မပေးဘဲနဲ့အသက်ရှင်လျှောက်လန်းလာကြတယ်ဒီကနေ့ယုံကြည်သူကျွန်တော်တို့ရဲ့အသက်တာမှာကောနေ့စဉ်တက်တာမှာ ဘယ်အရာတွေနဲ့အတူရှောက်လန်းအသက်ရှင်နေလဲဆိုတာကိုမိမိကိုမိမိပြန်လည်ပြီးတော့မှစင်ချင်သုံးသပ်ရမယ်အချိန်ပဲဖြစ်ပါတယ်။လောကီအရာတွေနဲ့ပိတ်မိပြီးလောကီအရာတွေမှာပဲပျော်မွေ့အသက်ရှင်နေတဲ့သူတူဖြစ်လာဆိုတာကိုလည်းမိမိကိုကိုမိမိပြန်လည်ပြီးတော့မှစင်ချင်သုံးသပ်ရမယ်အချိန်နာရီပဲဖြစ်ပါတယ်။အင်းနောက်ကတဲ့နှစ်ပေါင်း365နှစ်ထိလောကမှာအသက်ရှင်ခဲ့တဲ့နှစ်ပေါင်း300လုံးလုံးဖျားနဲ့သွားလာခဲ့တယ်။ဒီကနေ့ကျမတို့တစ်နှစ်မှာရက်ပေါင်း 365ရက်ရှိတယ်။ကျမတို့ရဲ့နေ့စဉ်ရက်ဆက်တိုင်းမှာဖះနဲ့အတူအသက်ရှင်ရှောက်လန်းဖို့ရန်လိုအပ်ကြောင်းကိုဒီနှုတ်ကပတ္တမတရားကကျွန်တော်ကျမတို့ကိုပြန်လည်ပြီးတော့မှမိမောင်းထိုးပြလက်ရှိတယ်ဆိုတာကိုတွေ့မြင်ရပါတယ်။ဒီကနေ့ကျမတို့ဖះနဲ့အတူနေ့စဉ်တက်တာမှာအသက်ရှင်ရှောက်လန်းမယ်ဆိုရင်ဘလို့အကျိုးကျေးဇူးတွေကိုကျမတို့ရရှိစေမှာလဲ။နံပါတ်1တစ်ချက် ကျမတို့ဖះနဲ့အတူနေ့စဉ်အသက်ရှင်လျှောက်လမ်းမယ်ဆိုရင်ဖះသခင်နဲ့အတူနှဆိုင်နဲ့ပေါင်းတင်ဆက်ဆံရေးဒီကို ကျမတို့ရရှိစေမှာဖြစ်တယ်လို့ကိုတော်နဲ့လည်းပုံမူပြီးတော့မှယင်းဤကျွမ်းဝင်မှုတွေကိုရရှိစေမှာဖြစ်တဲ့ဆုတောင်းခြင်းရာမှာအားကြီးလာတကယ်တို့ကျမ်းစာဖတ်ခြင်းဖြစ်လေဖះနဲ့အစဉ်မြဲစကားပြောတတ်တဲ့သူတွေဖြစ်လာမှာပဲဖြစ်တယ်။နံပါတ်1တစ်ချက်ကတော့ကျမတို့ဖះသခင်ရဲ့ကွဲကဆောက်ရှောက်မှုခြင်းကွဲကဆောက်ရှောက်မှုကိုကျမတို့ခံစားရပြီးတော့မှဖះ ရှင်ရဲ့လုံခြုံမှုကိုလည်းကျမတို့ကခံစားရရှိစေမှာပဲဖြစ်တယ်။နေစဉ်တက်တာမှာကျမတို့ဘေးအန္တရာယ်တွေဒုက္ခပြဒနာတွေတွေ့ကြုံရတဲ့အခါမှာလဲကျမတို့ကကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပဲကိုတော်ကကျမတို့နဲ့အတူရှိတယ်ဆိုတဲ့အာမခံချက်ကိုကျမတို့စိတ်လုံးသားထဲမှာခံစားရရှိစေနိုင်တယ်ဆိုတာကို23ခုမြောက်တော်စာလံအပိုင်ငယ်၄အဖြစ်ဖော်ပြချက်အဖြစ်ကျမတို့ခံစားရယူရမှာဖြစ်တယ်။ ။နံပါတ်3တစ်ချက်ကတော့ကျမတို့ဉာဏ်ပညာနဲ့လမ်းပြမှုကိုရရှိစေတယ်တဲ့။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်တယ်ဆိုပြီးတော့မှတုတ်တန်ကြံခန်းကြီး3ခန်းငယ်9နဲ့6မှာ ဖော်ပြထားတာကိုကျမတို့တွေ့မြင်ရတယ်။ဒီကနေ့ကျမတို့နေ့စဉ်တက်တာမှာဘုရားနဲ့ရှောက်လမ်းမယ်ဆိုရင်ကျမတို့ကအများနဲ့မတူတဲ့ဉာဏ်ပညာစုကျေးစုတွေနဲ့ပြေဝဆုံလင်ပြီးတော့မှမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုလည်းပို့မှုပြီးတော့မှချနိုင်လာမှာပဲဖြစ်တယ်။နံပါတ်၄တစ်ချက်ကတော့ကျမတို့ 看阿定的所得地里。 တစ်တွေကိုရရှိစေနိုင်တယ်တဲ့ဒါကတော့ဟေရှာယခန်းကြီး40ခန်းငယ်31ကနေပြီးတော့မှဖော်ပြထားတယ်နေ့စဉ်တက်တာမှာဖျားနဲ့သူရှောက်လန်းခြင်းအဖြစ်ကျမတို့ကခွန်အားတစ်တွေအမြဲတမ်းရရှိပြီးနေ့စဉ်တက်တာမှာကျမတို့ကဖျားရဲ့ကောင်းကြီးတွေကိုပုံမမြင်တွေ့နိုင်တဲ့သူတွေပဲဖြစ်လာမယ်ဆိုတာကိုပြန်လည်ခံစားရရှိစေပါတယ်နံပါတ်5တစ်ချက်ကတော့ကျမတို့အပြစ်မှခွင့်လွှတ်ခြင်းနဲ့စင်ကြယ်ခြင်းကိုခံစားရရှိစေတယ်ဆိုပြီးတော့မှ တရောခန်းကြီးတခန်းငယ်ခွန်မှာဖော်ပြထားတာကိုတွေ့ရတယ်။နံပါတ်6တစ်ချက်ကတော့ဖျားသခင်ထံမှကောင်းကြီးမင်္ဂလာနဲ့ မျက်နှာတာပေးခြင်းကိုခံစားရရှိစေတယ်ဆိုပြီး84ခုမြောက်တော့စာလံအပိုင်ငယ်17မှာဖော်ပြထားတာကိုတွေ့ရတယ်ဒီကနေ့ကျွန်တော်ကျမတို့တွေတားငယ်တမိငယ်လေးတွေကိုဖះရှိလူတို့ရှေ့မှာမျက်နှာရဖို့ရန်အတွက်ဆူတောင်းကောင်းချီးပေးသလိုကျွန်တော်ကျမတို့အသက်တာမှာလည်းဖះရှိမှာမျက်နှာသာရတဲ့သူတွေဖြစ်ဖို့ရန်အတွက်နေ့စဉ်တက်တာမှာဖះနဲ့အတူရှောက်လန်းတက်ရှင်ဖို့ရန်အတွက်အစ်မတန်မှ အရေးကြီးပါတယ်။နောက်ဆုံးတစ်ချက်ဖြစ်တဲ့နံပါတ်ခွန်တစ်ချက်ကတော့ရည်ရွယ်ချက်နဲ့ဥတီချက်တွေကိုရှင်းလင်းစေတယ်ဆိုပြီးတော့မှယောမခန်းကြီး၈ခန်းငယ်28မှာ ဖော်ပြထားတာကိုတွေ့ရတယ်။ဒီကနေ့ကျမတို့နေ့စဉ်မှာဖျားနဲ့အတူရှောက်လန်းတဲ့အခါမှာကျမတို့ကိုဖျားရှင်ကရှင်းလင်းတဲ့စိတ်တကိုးပါတဲ့စိတ်တွေကိုပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဘဝရဲ့ရည်ရွယ်ချက်ပန်းတိုင်တွေကိုရှင်းလင်းစွာမြင်တွေ့ပြီးဖျားနဲ့အတူအဆုံးတိုင်ရှောက်လန်းနိုင်မှာပဲဖြစ်တယ်။ဒါကတော့ ဖျားနဲ့အတူနေစဉ်ရှောက်လန်းခြင်းအဖြစ်ရရှိစေမယ့်အကျိုးကျေးဇူးတွေပဲဖြစ်တယ်။တကယ်လို့ကျမတို့ရဲ့တတ်တာမှာဖျားနဲ့အတူမရှောက်လန်းပဲလောကီယာတွေမှာပဲရှောက်လန်းခြင်းစာတန်နဲ့ရှောက်လန်းခြင်းအဖြစ်ကျမတို့တတ်တာမှာဘလို့ဆိုးကျိုးတွေရရှိလာမလဲဆိုတော့ကျမတို့ကဖျားနဲ့ဆက်တွယ်လို့စိတ်မရှိတော့ဘူး။စူတောင်းခြင်း၊စံစာဖတ်ခြင်းတွေကိုကျမတို့မလုံဆောင်တော့ဘူး။ကျန်ဖျားเจ้าနေလာရောက်ဖို့ရန်အတွက်ကျမတို့တွေက အားနည်းလာတယ်။နောက်ပြီးတော့ဘုရားသခင်ရဲ့အလိုတော်ကို မတိရှိတော့ဘူး။စာရန်ရဲ့အလိုတော်အတိုင်းပဲကျမတို့ကလောကီထဲမှာပျော်မွေ့ပြီးတော့မှပျက်စီးဆုံးရှုံးခြင်းနောက်မှာလိုက်ပါလာတဲ့သူတွေဖြစ်လာမယ်။နောက်တစ်ချက်ကတော့ကျမတို့ကအစင်မြဲညှီးထွားတတ်တဲ့သူ အကောင်းမမြင်တတ်တဲ့သူ အလိုမကျတဲ့သူသူတစ်ပါးရဲ့အပြစ်ကိုယ်တာမြင်တွေ့ပြီးပြောဆိုတတ်တဲ့သူဒေါသမထိန်နိုင်တဲ့သူရန်လိုမုန်းတိစိတ်အားကြီးတဲ့သူတွေဖြစ်လာမှာဖြစ်တယ်။ထို့ထက်မကပဲကျွန်တော်ကျမတို့ရဲ့အသက်တာမှာရည် ရွယ်ချက်တွေဥတီချက်တွေမဲ့လာပြီးတော့မှမိမိရဲ့နေရက်တွေကိုအချီးနီးကုံဆုံးစေတဲ့သူတွေဖျားပုံးမထင်ရှားတဲ့သူတွေအသက်တာဖြစ်ပျက်စီးဆုံးရှုံးမှုနောက်မှာလိုက်ပါစီးမျောသွားတဲ့သူတွေအသက်တာဖြစ်ကျမတို့ပြန်လည်ပြီးတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကနေ့ယုံကြည်သူကျွန်တော်ကျမတို့ရဲ့အသက်တာမှာနေ့စဉ်တက်တာမှာဖျားရှင်ထံတော်ပါမှာကျွဲဝတော်ကောင်းချီးမင်္ဂလာတွေကိုခံစားရရှိဖို့ရန်အတွက်နေ့စဉ်တက်တာမှာဖျားနဲ့အတူအသက်ရှင်လျှောက်လန်းဖို့ရန်အတွက်အင်မတန်မှအရေးကြီးကြောင်းကိုနှုတ်ကပတ်တော် အဖြစ်ပြန်လဲ၍ခွန်အားပေးပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်